တို့ရာဓမ္မတွေကကရတဲ့ခုံတယ်ဆိုရင်ဇမင်းသားမင်းသမီးတွေဇထရွာတွေကလူငယ်လူရွယ်တွေအမှုပညာရှင်တွေသာလင်ကကြခုံကြတယ်ဆိုကြတီးကြတယ်ဒီလိုအောင်မိဒီလိုအောင်မိစားနိုင်မယ်နော်ဒါကတော့လောကီရစံလာဖြစ်ရိုးဖြစ်စဉ်လို့ပြောလို့ရတယ်ပေါ့ဥဒ္ဒရစာရဲမှာ သူတော်ကောင်းအသွင်ကိုလွှမ်းခြုံပြီးတော့ထားတဲ့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ထားတဲ့မူလကသူတော်ကောင်းပိဒတဲ့တိလရှိပါတယ်ဆိုတော့ပုံကိုယ်တွေတောင်သတိလက်လော့ဖြစ်ပြီးတော့ကခဲ့ခုံခဲ့ကြဘူးတယ်ဆိုတာအဲ့ဒါဖြစ်ပြတဲ့တခုရှိတယ်ဥစဉ်ပြောပြပါရဏတိပြည်မြတ်မင်းမြင့်ပြတဲ့အခါဖရာလောင်းဟာကာတိတန်ဥဒိစ္စပုံနာမြို့မှာဖြစ်ပြီးတနေ့ယဟန်ဝတ် ယဟန္တရာသာသနာပဆိုတာဥစဉ်တို့သာသနာတွင်ယဟန်တော်မဟုတ်ဘူးပေါ့လေယသေယဟန်ဝေပြီးတော့တော်ရမှာနေအရာကမ္မထာနဲ့အာထုလိုက်တာဇံပင်းနေကိုဖြစ်ပြီးတော့တပည့်ပရိသတ်အချံရနဲ့ဟိမောနာမှာနေမိုးကလာတော့ယသေ900တော့မိုးခိုရင်ချင်းစားမြွေးဖို့လူတို့နေရာကိုသွားဖို့ယသေကြည့်တာခွင့်တောင်းပြီးတော့သွားကြ ။သွားရင်လည်းဘယ်ရောက်သွားတော့ဆိုတာဗာရဏသီပြည်ဗာရဏသီမင်းကြီးရမင်းဥယျာဉ်ကသွားရောက်သွားကြ။ရောက်သွားမနဲ့လင်းရသေးတွေတန်းပြီးတော့မြို့ထဲဆုံးခါကြွားတော့လူတွေကဩကြီးညိုလိုက်တာအပန်းငါရအတက်အရှိဒါမှလည်းမျက်စိတည်းမြင်ကြည့်တယ်တော်ရမှာမြဲတာအရညကဝါဒီတော်ပြော်တော်မူကြတဲ့တမာရီအနုံမတန်ကောင်းတဲ့သီလရှိကြတဲ့သူတော်ကောင်းရသေးကြီးတယ်။ဂျင်ညိုလိုက်တာ ဗာရဏသီမင်းကြီးရလက်တခါနဲ့နန်းတော်ဘုရားကလည်းမြင်တယ်။မြင်တော့မင်းကြီးကအရှင်ဘုရားတို့တပည့်တော်တို့ဆုံးနေပါလေလှူရှင်ပါလေအရှင်ဘုရားတို့ကိုမှုပြီးတပည့်တော်တို့ကုသိုလ်တွေရပါရစေ။ဒါနတွေပြုပါရစေသီလတွေစောင့်တည်ပါရစေအရှင်ဘုရားတို့တပည့်တော်များရဲ့မင်းဥယျံမှာမိုးလေးလပတ်လုံးဒီနေ့ခေတ်ဆိုရင်တော့ဒီတော်ဝါဒီမာဝါဆိုပါဘုရားလို့လျှောက်တာပေါ့မိုးလေးလဆိုမှာတော့ ေတော်မူပါတပည့်တော်များဆွန့်ကပ်ပါရစေလို့ပြောတော့အဲ့ဒါလက်ခံပြီးရသေးတယ်မင်းဦးရမှာနေကြတနေ့တော့သေတောက်ပွဲသဘင်ရှိတဲ့တို့မျိုးမှာသေတောက်အရက်တောက်တဲ့ပွဲဟာဥစ္စရနိုင်ငံမှာတော့ဘယ်လိုပြောရလဲတကြံပွဲလို့ဟာလို့ပြောရမှာတကြံကအမှန်ကတော့ဥစ္စရ နော်ပူဇော်တာနော်ဘုရားရှင်ကိုရည်သက်ပဲပူဇော်တာတကယ်တမ်းအကြတော့အဲ့ဒါမဟုတ်ဘူးလူတွေကလူတွေကအတော့အစားအပြောပါဒါလိုက်စားလို့တော့ယဉ်ကျေးမှုရိုးရာတွေကပျောက်ပြီးတော့တခါလေဘယ်လိုဖြစ်သွားလဲအရက်တော့တဲ့ပွဲရံဖြစ်တဲ့ပွဲနော်လဲကြ၊ကွဲကြ၊ကျိုးကြ၊ပဲ့ကြတဲ့ပွဲအဲ့လိုဖြစ်ကုန်တယ်ရုပ်ပြတ်သွားလို့နော်ရုပ်ပြတ်သွားတာမဖြစ်တယ်ဘုံတကယ်ကိုရိုးရာထင်းထင်းတဲ့သူများထင်သေးစရာလည်းဖြစ်တယ်တယုံပြတ်တယ်မဝက်တယ်ဘုံဒါရိုးရာယဉ်ကျေးမှုပွဲတော့ ရိုးရာရိုင်းဆိုင်မှုဘွဲတော့မဟုတ်ဘူးရှင်ကျဲမှုအစင်းနဲ့မြင်မာတဲ့လူမျိုးတစ်ခုရဲ့ရိုးရာရင်ကျဲမှုဘွဲတော့ဆိုတာကိုသတိထားရင်ပို့ပြီးတော့ကောင်းမထင်ဘူးအဲ့ဒါပဲဥပမာပေးလို့ရတယ်မကောင်းပါဘူးထားလိုက်တော့အဲ့ဒါဒီမှာအရက်တောက်တဲ့ဘွဲတဲ့ဒါရမတွေတချို့ပါတယ်နော်အတွေးနည်းနည်းပါဖြစ်တယ်ထင်တယ်ဥစ္စာထင်တော့တန်ဃာတွေကိုလူနဲ့ရှင်တွေးတာမျိုးနော်အေးလူတွေတလောက်တောက်နေစားနေတာတန်ဃာတွေလည်းပဲလူငယ်တွေပဲ တို့လည်းစားခြင်းတောက်ခြင်းရှာမှာပဲဆိုတချို့ကကြမ်းကြမ်းဖန်ပန်နော်အေးသူတော်ကောင်းအရေးကိုလွှမ်းခြုံထားမှာတော့ဒီဟာကြီးနဲ့ဘယ်လိုလိုက်ဖက်မလဲအဲ့ဒါလေးတစ်ချက်လောက်တွေးကြည့်ဖို့လိုမယ်ထင်တယ်နော်ကိုလွှမ်းတဲ့လူကိုလုံမဲ့ကိစ္စသာသနာရေးနဲ့ဆက်လာပြီဆိုရင်ရဟန်းတန်ခါးတွေနဲ့အဆက်မရှိမရှိရဟန်းတန်ခါးတွေကသီလသိက္ခာကိုထိပါ့မရှိမရှိဆိုတာတွေကိုစဉ်းစားဖို့လုံးမဲ့လို့ထင်တယ်ဆိုတော့နော်တရားတွေကတက်တက်နဲ့ကိုလှူခြင်းတန်းခြင်းနဲ့ဆိုတော့မလုပ်တယ်ဘူး ကိုလည်းပဲကုသိုလ်မရဘူးအလှကပုံကိုယ်တိုင်ကိုကျင့်သီလပြက်စီးပြီးတော့အဲ့ဒါအကုသိုလ်ဖြစ်တယ်အာသနာတော်လည်းပဲမကြည်ညိုတဲ့ပုံကိုယ်တွေကဲ့ရဲ့စရာဖြစ်တတ်တယ်ဒါတွေကဒီမှာတော့ဘယင်ကြီးကသူကသူတို့လူဆိုရင်တော့ဒါအရက်သေးစားတောက်တဲ့ပွဲအာရပါရတောက်ကြစားကြပျော်ကြပါကြတကယ်ကိုပျော်စရာကောင်းတဲ့ပွဲဆိုတော့သူကကိုချင်းမြတ်စာမိသွားတယ်လားမသိအဲမြို့ထဲမှာလူတွေတောက်ကြစားကြနဲ့ပျော်နေလို့ ။အိုးမြို့ပြဥယျာဉ်ထဲမှာရသေတွေတော့ပြင်းနေရှာတော့မှာပဲ။တို့တခါတလေတော့တောက်ပါစေတော့ဒလုံးမြတ်အောင်မေ့သလားမပြောတတ်။စာမားအဲ့လိုမပါစာရရသေတွေကအရလွန်ရခဲ့တယ်။ရှာခဲ့တယ်ဆိုတော့တို့ကလူလို့အလွယ်တကူဝဲသားရတာလည်းမဟုတ်တို့ဝဲတိုက်မယ်လို့လည်းမရှိသော်ရသေဆိုတော့တတ်မလား။ရတဲ့ရဆိုင်သွားရဝေတောင်းလို့ဖြစ်မလားအဲ့ကြတော့တို့ကတွေးမှာပေါ့อืมဘယင်းကြီးက ငါဒီချက်သေးကြီးတွေအရက်လှူပြရင်ကောင်းမယ်ဆိုပြီးတော့သူကအရက်သွားလှူတဲ့လူတော်ဟိုမှာလည်းပဲယတိတွေကလည်းအဲလူကြီးကမပါဘူးဆရာသမားမပါလူငယ်လူရွယ်တွေဖြစ်တဲ့အခါကျတော့ငါပြေသူတို့ထုံးစံနဲ့အပျော်ပါးကမတ်တာဟိုဟောမြို့ရဲတို့လည်းစားကြတောက်ကြဆိုးကြကကြဒီမှာမြို့ပြင်းတောင်ကြားနေရတယ်ငါတို့လည်းတောက်မကွာဆိုပြီးတော့တောက်ကြပါပဲအဇတိမှုတချို့ယသိတရားတခါတဲ့အမလီလူတော်ကလောက်ခဲ့ဘူးတဲ့ဟာတဲ့သတိရပြီးသင်းနေထဆိုးတဲ့ယသိကဆိုးလို့ ကြည်စံကြည်စံရသေးတောက်ချာကြီးနဲ့နော်ဖန်ရည်ဆိုတဲ့အဝတ်ကြီးတွေဝဲ့လို့မလဲသူတို့ကသူတို့များဆက်စင်ဘောကအစိုးရမှတ်ချက်မှတ်နေမှာတချို့ရသေးတယ်လည်းကရရသေးကကလို့တချို့ရသေးတယ်လည်းမူပြီးတော့ထမင်းစပွဲလားမသိဘာလားမသိတခါတက်အိတ်တဲ့လူကအဲ့လို့တချို့ကလည်းထမင်းကွက်ဟင်ကွက်ဒီပေါ်ဖိပြခါတက်ထမင်းကွက်ဟင်ကွက်ဒီလည်းမှောက်လို့အဲ့ဒီပေါ်မှာလဲပြီးတော့ပတ်လတ်လမ်းပြီးခါတက်အိတ်ပြောတယ်လို့အိတ်ပြောလို့အကျိုးလည်းပါစားတဲ့ရှင်တဲ့ပေါ်တော့ခရရပြော ဘယင်နဲ့တကွာပြည်သူတွေရတခါတည်းရှစ်ခိုးဥချပြီးသူတော်ကောင်းပါလို့ပူဇော်နေတဲ့ပုံကိုယ်တွေဖြစ်နေလိုက်ပုံများကြီးအတိကရတော့နော်လူတဲ့ဘယင်ကြီးလည်းပဲလူချင်းစိတ်သာရှိပြီးအဆက်သလားမအဆက်ဘူးလားတင့်တော်သလားမတင့်တော်ဘူးလားမတွေ့ဘူးအလူကံပုံကိုယ်တွေဘက်ကလည်းပဲအလူမခံတဲ့ဥစ္စာကိုမပယ်ဘူးပေါ့နော်ဒါအကုန်လုံးလွဲတာပဲအကုန်လုံးလွဲတာပဲနော် ဲ့မှာရုပ်ပြတ်ဆင်းပြအကုန်ဖြစ်ကုန်နော်အကြမူးတော့အကုန်တူတော်ကောင်းအတင်းနဲ့တက်ခလာတယ်ပျောက်ွယ်ပြီးတော့သွားတယ်ပေါ့အဲ့တော့ဦးစင်ကြားဖို့တယ်ဘုသူတာတခုနယ်ဘက်မှာတောင်းတယ်ဘုန်းကြီးတပါးကအရက်တော့တဲ့နယ်တော့တော်ခေါင်းတဲ့တူပါတယ်အဲ့တော့သူ့ဆရာကအဲ့တင်းကြားတယ်သူ့တပည့်အကြောင်းဘုန်းကြီးအရက်တော့နေတယ်ဆိုတော့ကြားတော့ငါတပည့်ရာမင်း तू က तू ကဘလို့တောက်သလိုဆိုလို့ရှိရင်ပလင်းကြီးခါထိုးပြီးတော့တောက်တယ် ါတော့လူမြင်လို့ကမကောင်းဘူးပေါ့ကျွန်တော်ရွာဖုန်ကြီးဖြစ်ပါလေရတခါတည်းသူများကျတော့သီလတွေပြီးပြီသူကတော့ပလင်ခါတို့ရက်တောင်းနေတယ်ဆိုတော့အဲ့တော့ဆရာတော်ကြီးကမြင်မတော်တော့သူတို့ဘက်ကိုခေါ်ဆုံးပါငါတပည့်ရမင်းပလင်ကြီးတယ်တော့မလုပ်ပါနဲ့ကွာရင်ွေးခရအုပ်လေးနဲ့တောက်ပါဟာလို့ဆိုတယ်အေးအေးတန်ခါလဲရှာပါတဲ့ခါကျတော့အနည်းဆုံးတော့ဘယ်လိုသဘောထားရမလဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့ចောင်းဆောင်တော့တော့ရတာပေါ့နော် အကြောင်းဆောင်တော့ဗောကိုကြီးညိုရင်တည်းလာอยู่ဗောမကြီးညိုလည်းကိုဖျားရှိမှာထမ်းပြီးယူကြဗောဒါအရှိအေးဘယ်သူမှအကြောင်းတော့အများကြီးညနေစောင့်ပေးနိုင်မှာမဟုတ်အနည်းဆုံးတော့အကြောင်းဆောင်တော့ရတာဗောဒီလိုအောင်မရပါဘူးအဲအဲ့ဒါတော့ဒီမှာလည်းပဲအဲ့ဒါအဲ့ဖုန်ကြီးတော့သူသူဟာသူတောက်တာဒီမှာတော့ရသေတယ်တော့လှူမဲ့လို့အလှရှင်ပေါ်လို့သူတို့ကတီးလိုက်ကြတာတခါတည်းစိတ်လွတ်ကုန်လို့ဖြစ်သွားအောင်နော်သူစမ်းအဲ့ရမူဘီက ဒါနဲ့တခါတည်းသူတို့လည်းအမှုပြေတော့ဆက်ပြီးတော့တော်ပြန်သွားကြတယ်တဲ့။ခါတည်းငါတို့လူနဲ့နီးလို့ပျက်စီးတာဆိုပြီးတော့တောင်ဝေကရရဆက်လက်ဆက်လူတွေနဲ့မျက်နှာမပြရဲဘူးအဲ့ဒါ။နော်။ဒီနေ့အရက်မှုပြေကတာနောက်တည်းကတပိတ်ပိုက်ပြီးဆုံးခံမဝင်ရဲတော့ဘူးသူတို့မျိုးတဲ့ကွာအဲ့ဒါ။ပြန်သွားကြဆက်သွားတာဘူးနော်။တတိကင်းလို့ဖြစ်သွားတာ။အေးအားကြောင့်မို့နော်ကတဲ့ခုံနေဆိုတာရသေတွေလည်းကာဘူးခုံမှုတယ်လို့ပါကြအောင်အရက်သေးစားကြောင့် ဒီလောက်တမာဒီကောင်းဒီလောက်ဆောင်စည်းမှုအားကောင်းတဲ့သူတော်ကောင်းတွေတောင်မှပြည့်စည်တတ်တဲ့ရသေးစာကိုဒီနေ့ခေလူငယ်လူရွယ်တွေလူကြီးတွေလူလတ်တွေတတ်နိုင်တဲ့များရှောင်ကြဉ်ကြဖို့အစမလောက်ကြဖို့လိုတယ်ပေါ့ဗျာ